မိမဖြစ်သူအိမ်ပြန်ရောက်တာနဲ့ခင်မုန်းနဲ့သူ့မယားငယ်တို့ပြောပါနေတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတယ်ဒေါသကိုမထိန်နိုင်တော့ပဲတားဖို့ရှေ့တိုးလိုက်တာကိုခင်မုန်းဖြစ်သူကဒေါသတကြီးနဲ့အော်ဟစ်တော့တာပဲကိုဝင်ခွန်းလာနဲ့ရှိနေတာတော့ချက်ချင်းအိမ်ထဲကနေကန်ထုတ်ပစ်လိုက်တာပေါ့နောက်တော့ခင်မုန်းဖြစ်သူကသူ့တငယ်ချင်းတွေကိုသူ့မကအခုဆိုဝက်မကြီးလိုဝါနေပြီဘသူမှလိုချင်တော့မှမဟုတ်ဘူးလို့ပြောပြီး30မိနစ်အတွင်းငါးစီပြန်လာပြီးတောင်းပန်မှတေးချတယ်လို့ကိုကိုကိုယုံကြည်နေတယ်ပြ ပြီးတော့သူ့တငယ်ချင်းတွေနဲ့အတူတောက်စားပြော်ပါဖို့ပြန်ဝင်သွားခဲ့တယ်။သူမသိတာကသူ့စကားတွေကသူ့ဇနီးရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုရိုက်ချိုးလိုက်တယ်ဆိုတာပဲ။ဇနီးဖြစ်သူကခင်မုန်းနဲ့လုံးဝလမ်းခွဲဖို့ဆုံးဖြတ်ပြီးကိုဝင်ဖြတ်ချဖို့ဆေးရုံကိုတန်းသွားခဲ့တယ်။ဆရာဝန်ကခင်မုန်းကသဘောတူလားလို့မေးတော့မိမဖြစ်သူကကျမခင်မုန်းကတည်သွားပါပြီလို့အေးဆက်ဆက်ပြန်ဖြေလိုက်တယ်။သူမကနိုင်ငံခြားမှာရှိတဲ့သူ့အမေစီဖုန်းဆက်ပြီးမိဘတွေနဲ့အတူပြပမှာသွားနေခြင်းကြောင့်ပြောတယ်။အမေကလည်းတပတ်အကြာလေရင်လက် မတ်ကိုချက်ချင်းဝယ်ပေးလိုက်တဲ့အိမ်ပြန်ရောက်တော့ခင်ပွန်းကသူ့စနီးကိုပုံမှန်အတိုင်းပြန်တွေ့ရတော့သွားเสียရမရှိလို့သူ့ကိုအားကိုးနေရပြီလို့ထင်လိုက်တဲ့ကိုဝင်ကြီးကိုလည်းလုံးဝပြူးမဆိုင်ပဲပါတီပွဲကကြံခဲ့တဲ့စချင်းစားကြံတွေကိုရှင်းခိုင်းဖို့ရဲရဲတင်းတင်းအမိန့်ပေးတယ်ဒီတခါတော့စနီးဖြစ်သူကလုံးဝငြင်းဆန်ပြီးသူ့ခန်းထဲပြန်ဖို့လှည့်ထွက်သွားတယ်အဲ့ဒီအခါမှာမယားငယ်ကသူ့မရဲ့အိတ်ဝတ်အင်ဂျင်နဲ့ထွက်လာတာကိုမြင်လိုက်ရတယ်မယားငယ်ကမင်းပြန်လာမယ်မှန်းမသိလိုက်ဘူးအဝတ်တွေညစ်ပတ်လို့လဲလိုက် ဒါမင်းကဝမ်းနဲ့ဆိုတော့ဘလို့မှဝတ်နိုင်မှာမဟုတ်ဘူးစိတ်ထဲမထားဘူးမလားလို့ကလော်ဆဲတယ်လို့ပြောတယ်ဇနီးဖြစ်သူကခင်မုန်းကိုကြည့်ပြီးအသာကိုမင်းလိုချင်တာလားလို့မေးတယ်ခင်မုန်းဖြစ်သူကမရငယ်ဘက်ကနေကာကွယ်ပြီးအပြင်မှာမိုးရီတဲနေတာဒီလိုကောင်မလေးကဘယ်သွားနိုင်မှာလဲဒီကိစ္စနဲ့ထပ်ပြီးရမ်းဖြစ်မလို့လားလို့ပြောတယ်ဇနီးဖြစ်သူကစကားဆက်မများတော့ဘဲမရငယ်ကိုတုံပြီးအခန်းထဲဝင်သွားခဲ့တာကြောင့်ခင်မုန်းဖြစ်သူအံ့အားတင့်သွားတယ်ပုံမှန်ဆိုအလွန်နားထောင်တတ်တဲ့ဇနီးကဘာလို့ရုတ်တရက်ခေါင်း မသွားတာလဲဆိုတာ तू နားမလဲဘူးမရငယ်ကနားလဲပေးဟန်ဆောင်ပြီးငါရင်သွားတဲ့နယ်ထင်တယ်လို့ပြောတာတောင်ခင်မုန်းကမတားလို့အံ့ဩသွားတယ်ခင်မုန်းဖြစ်သူကဇနီးကိုသွားချုပ်ဖို့အခန်းထဲဝင်သွားတော့မရငယ်ကမချင်မနဲ့နဲ့ကြည့်နေမိတယ်မိနစ်အနည်းငယ်ကြာတော့မရငယ်ကတမင်တကာဖုန်းခေါ်ပြီးကားတိုက်မှုဖြစ်တယ်လို့လိန်ပြောတယ်ခင်မုန်းဖြစ်သူချက်ချင်းထိတ်လန့်သွားပြီးမင်းကဘာလို့ဒီလောက်တောင်အချောင်သမားဆန်ရတာလဲသူ့ကိုမိုးရီတဲမောင်းထုတ်လိုက်တာလို့ဇနီးကိုအပြစ်တင်နေပြီးတော့မိုးရီအယမ်းရွာ ာနေရာသူအေးခဲနေရောမယ်လို့တတွတ်တွပြောပြီးမရငယ်ကိုကယ်ဖို့ဇနီးကိုပါဆွဲခေါ်သွားတဲ့ကိုဝင်နဲ့ခက်ခဲနေတဲ့သူဇနီးကိုလုံးဝဂယုမဆိုင်ခဲ့ဘူးမရငယ်မင်းမျိုးချင်းအောင်ဆောင်နေတာကိုမြင်တော့ခင်ပွန်းကကားဘရိတ်ကိုရုတ်တရက်ဆောင်နေလိုက်တယ်အဲ့ဒီတုံခါမှုကြောင့်ဇနီးဖြစ်သူလာမစေပဲမိဖွားမဲ့နာကျင်မှုကိုခံစားလိုက်ရပြီးစကားပင်ပြောမရနိုင်ဖြစ်နေတယ်ဒါပေမဲ့ခင်ပွန်းကသူ့ကိုလှဲ့တော်မကြည့်ပဲကားထဲကထွက်မရငယ်ကိုပွေ့ချီပြီးသူမတစ်ခုခုဖြစ်ရင်မင်းကိုငါဘယ်တော့မှခွင့်လွှတ်မှာမဟုတ် ဘူးလို့အော်ဟစ်တယ်မယားငယ်ကခြေထောက်နာချင်းရောက်ဆောင်ပြီးရှေ့ခန်းမှာထိုင်ခွင့်တောင်းတဲ့ခင်ပွန်းကသူ့ဇနီးကိုနောက်ခန်းကိုတွားခိုင်းလိုက်တဲ့ဇနီးဖြစ်သူကားထဲကနေဆင်းဖို့ရုန်းကန်နေတော့မယားငယ်ကသူ့ကိုကုတ်အင်ဂျီတစ်ထည်တမင်တကာပေးပြီးဒါကိုသူငါအတွက်ဝယ်ပေးတာမိုးရေမဆူအောင်မင်းခဏဝတ်လို့ရတယ်လို့ပြောလိုက်တဲ့ဇနီးဖြစ်သူကကျေးဇူးတင်ပါတယ်ကျမကအသုံးပြုပြီးသားပစ္စည်းတွေကိုမုန်းနဲ့ဆက်ဆုပ်စရာကောင်းတယ်လို့တုံ့ပြန်လိုက်တဲ့ခင်ပွန်းဖြစ်သူကကုတ်အင်ဂျီကိုဆွဲယူပြီးမယားငယ်ကို ဝစ်ပေးလိုက်ရင်ဇနီးကိုမြင်မြန်လောက်ကားတဲ့ဝင်လို့အလင်းစလို့ပြောတယ်အဲ့ဒီအချိန်မှာပဲကုန်တင်ကားတစ်စီးကသူတို့ကားကိုတက်တက်ဝင်တိုက်မိတယ်ဇနီးနဲ့မယားငယ်နှစ်ယောက်စလုံးဒဏ်ရာရခဲ့ပေမဲ့အမျိုးသားကတုတ်ဆိုင်မနေပဲဇနီးကိုမိုးရီတဲ့တယောက်ထဲထားခဲ့ပြီးမယားငယ်ကိုအရင်ကဲတင်ခဲ့တယ်ဇနီးဖြစ်သူဆေးရုံရောက်လာတော့ခင်ပွန်းကမယားငယ်ကိုပြုစုယူရနေတာကိုမြင်လိုက်ရတော့ရင်ထဲမှာဆုတ်ပြဲသွားတယ်လို့ခံစားရတယ်သူမကဆရာဝန်ကိုကိုဝင်ကိုအခုပဲဖြတ်ချပေးပါလို့တောင်းဆိုတယ်တစ်ချိန်ထဲမှာပဲမယားငယ် ကိုခွဲစိတ်ခံပို့ပြီးမှခင်မုန်းဖြစ်သူကသူ့ဇနီးကိုတရိယာပြီးပြေးသွားကြည့်တယ်ဆရာဝန်ကတားလိုက်တယ်ကျွန်တော်ဇနီးအစဉ်ပြေလာလို့စိုးရင်ကြည်မေးတော့ဆရာဝန်ကခမရဲ့ဇနီးက ကိုဝင်ဖြတ်ချဖို့မင်းညကမိုးရေဆူရွှဲပြီးလာတော့ကသူ့ခင်ပွန်းတည်သွားပြီလို့ပြောခဲ့ပါတယ်လို့ပြန်ဖြေတယ်။အဲ့ဒီခါမှအမျိုးသားကသူများကဇနီးကိုအိမ်ကနေကန်ထုတ်ခဲ့တာကိုတတိယပြီးနောက်တရသွားတဲ့ဆရာဝန်ကတားဖွားဆောင်ကိုခင်ပွန်းမဟုတ်သူတွေဝင်လို့မရဘူးခမရကသူ့ခင်ပွန်းဖြစ်ကြောင်းတက်တည်ပြဖို့လက်ထက်စာချုပ်ပြရပါမယ်လို့ပြောလိုက်တယ်။အမျိုးသားကြောင့်သွားတဲ့ဆင်းရဲတုံးကဖျော်ရည်ဘူးဖုံးနဲ့ပဲလက်ထက်ခွင့်တောင်းခဲ့ဘူးတဲ့ဇနီးကလည်းစိတ်မဆိုးခဲ့ပဲသူနဲ့အတူစီးပွားရေးလုပ်ဖို့အတွက်နိုင်ငံသားတော့ အားခွင့်တောင်းလက်လွတ်ခဲ့ဘူးလေဒါပေမဲ့သူအောင်မြင်လာတော့ဇနီးကလက်ထက်စာချုပ်အကြောင်းပြောတိုင်းရှောင်းလဲခဲ့တယ်ကိုဝင်ရှိပြီးနောက်ပိုင်းမှာတော့ပိုင်ဆိုင်မှုတွေတောင်းလာမှာကိုကြောက်လို့လက်ထက်စာချုပ်မယူခဲ့ဘူးသူကတက်တည်အဖြစ်ဖုန်းထဲကဓာတ်ပုံတွေပြဖို့စူးစမ်းပေမဲ့ဓာတ်ပုံအယ်ဘမ်တစ်ခုလုံးမရငယ်ပုံတွေကြီးပဲအကြာကြီးရှာပြီးမှဇနီးရဲ့တကူတော်ကုန်တပုံထဲကိုတွေ့ရတယ်ဆရာဝန်ကကြည့်ပြီးဒါသူမှပဲဒါပေမဲ့နှစ်ယောက်တွဲပုံတပုံတော့မရှိဘူးလားလူမနေလားလို့ပြောင်းချော်ချ ပြောပြီးလုံခြုံရေးကိုခေါ်လိုက်တဲ့အမျိုးသားကလက်မလျှော့ပဲလွန်ခဲ့တဲ့နှစ်တွေကဇေဘောတဲ့စတူဒီယိုမှာရိုက်ခဲ့မှုတဲ့တခုလေသောမင်္ဂလာဆောင်တပ်ပုံကိုယူဖို့အိမ်ကိုပြေးသွားတယ်ဒါပေမဲ့ဆေးရုံကိုပြန်ရောက်တော့ဆရာဝန်ကကိုဝင်ဖြတ်ချတာပြီးသွားပြီလို့ပြောတယ်သူကဇနီးကိုတွေ့ခွင့်ရဖို့အတင်းပြောတော့ဗီတက်ကလထိုင်နဲ့ထွက်လာတာကိုတွေ့လိုက်ရတယ်ဇနီးကဆရာဝန်ကိုကျမသူ့ကိုမသိဘူးကျမခင်ပွန်းကတည်သွားပါပြီလို့ပြောလိုက်တယ်အမျိုးသားကတပ်ပုံကိုမြောက်ပြပြီးမင်းကကို မသိဘူးဆိုရင်ဒါကဘာလဲလို့မေးတယ်ဇနီးဖြစ်သူကအေးဆက်ဆက်ရဲ့ပြီးကျမကပုံတူမော်တယ်ဟောင်းပါဒါကဈေးပေါ်တဲ့စတူဒီယိုကပုံဆိုတာထင်ရှားပါတယ်ဘယ်မိမကသူ့မင်္ဂလာဆောင်မှာဒီလိုညံ့ဖြစ်တဲ့ဝတ်စုံကိုဝတ်မှလဲကျမကခမည်းပတ်စံတပြားမှမကုန်ပဲလက်ထပ်လို့ရမယ်ဈေးပေါ်တဲ့မင်္ဂလေးမဟုတ်ဘူးလို့ပြန်ပြောလိုက်တဲ့အမျိုးသားကအပြစ်ရှိတယ်လို့ခံစားရပြီးရှင်းပြဖို့ကြိုးစားပေမဲ့မယားငယ်ကအလင်းအမြန်ရောက်လာတယ်ဇနီးဖြစ်သူကသူ့တို့ကိုဆက်မကြည့်ကျင်တော့ပဲသူ့နာပြုတ်ကိုလှိမ့်ခေါ်သွားခိုင်းတဲ့အမြတ် ကိုသားကတားဖို့လက်လန်းလိုက်ပေမဲ့မယားငယ်ကခေါင်းကိုက်ချင်ရောက်ဆောင်တော့သူကချက်ချင်းလှည့်ပြီးသူ့ကိုနှစ်သိမ့်နဲ့ဆရာဝန်ကပါခမားမလာဖြေးရမယ်ဖုန်းထဲမှာဒီမိန်ကလေးပုံတွေပဲပြည်နေတာသူကခမားဇနီးမဟုတ်ဘူးလားလို့ဝင်ပြောတယ်အမျိုးသားကဇနီးကိုဆွဲပြီးရှင်းပြဖို့လှည့်ကြည့်လိုက်တော့ဝမ်းလဲလုံးလို့သူမမေးလဲသွားခဲ့ပြီးဆရာဝန်ကအရေးတကြီးတွေးတွေအရန်ထွက်နေတယ်တွေးပေါက်ကြနေတယ်လို့អော်ပြီးခွဲစိတ်ခံနဲ့ပြန်သွင်းသွားတယ်